ပြာခံပွဲပြီးနောက်ပေါကြနေရှမာတီဥအေဝံဂေလိကျမ်းအခန်းကြီး9အခန်းငယ်14နဲ့15ထိုအခါယောဟန်တပည့်တို့သည်ကိုရော့ထံသို့ချဉ်ကပ်၍အကျွန်ုပ်တို့နှင့်ဖာရိစေဥတို့သည်ကျိန်ဖန်များစွာအစာရှောင်ကြ၍ကိုရော့၏တပည့်တော်တို့မူကားအဘယ်ကြောင့်အစာမရှောင်ဘဲနေကြပါသည်နည်းဟုမေးလျှောက်ကြ၏ထိုအခါယေရှုက မင်္ဂလာဆောင်သူတို့သား၏အပေါင်းအဖော်တို့သည်မိမိတို့နှင့်အတူသူတို့သားရှိနေစဉ်ဝမ်းနည်းပူဆွေးကြပါမည်လောသူတို့သားကို သူတို့ထံမှခေါ်ဆောင်သွားမည်နေ့ရက်များရောက်လာသောအခါသူတို့သည်အစာရှောင်ကြလိမ့်မည်ဟုမိန့်တော်မူ၏ယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိတရားတော်ပေသည်အစာဘာလို့ရှောင်ကြရလဲဝါရုံးရောက်လို့ရှောင်တယ် ီမှာအကြောင်းပြချက်တချို့ကြတော့လည်းပဲအစာရှောင်တယ်သူဘာကြောင့်ရှောင်လဲဆိုတဲ့ဟာကကျန်းမာရေးအတွက်ရှောင်ကြတယ်တချို့ကြတော့သူတို့ well being ခန္ဓာကိုယ်ကျန်းမာတန်ဆွမ်းဖို့လိုအပ်တယ်ထင်ပြီးရှောင်ကြပါတယ်အလှပအတွက်ရှောင်ကြတယ်ဒါပေမဲ့သူရှောင်ခြင်းဟာဒီရာတွေတို့မျိုးမဟုတ်ဘဲဘာကြောင့်ရှောင်ရလဲဆိုတော့သူခင်စီဒီနေ့ရှင်းပြပါတယ်ဘာလို့ရှောင်လဲဖះရနဲ့ဝေးနေလို့ ဖះနဲ့နေနေသမျှရှောင်ကြားမလိုဘူးဆိုပြီးကိုကိုကိုဖះနဲ့နေတယ်ဆိုပြီးကမှမှတ်ယူပြီးကမှမရှောင်ကြားတဲ့ပုံကိုယ်တည်းလည်းရှိပါတယ်တကယ်တကယ်လူတိုင်းဟာပြောရမလို့တခြားဆန်းစီလို့ရှိရင်တခါလေဝေးလိုက်တခါလေနေလိုက်တခါလေအဝေးကြီးရောက်သွားလိုက်ရှိပါတယ်ဒါကြောင့်အဲ့လိုမကြာခဏဖြစ်နေတဲ့အတွက်ကြောင့်ခြုံပြောရမယ်ဆိုရင်တော့ဝေးတဲ့ပုံကိုယ်တည်းရှိပါပဲဒါကြောင့်ဝေးနေလို့သားလေးပြန်ပြီးတော့နေရလာဖို့အတွက် ဒီဘာတွင်ဟာတတ်မှတ်ထားပေးခြင်းဘာတွင်ကျင့်စဉ်တွေအစာဖြစ်တဲ့အစာရှောင်ခြင်းဆုတောင်းခြင်းအလှူပေးခြင်းတရားတွေကိုတတ်မှတ်ထားပေးခြင်းဖြစ်ပါတယ်လူတွေဟာကိုယ်ကိုယ်ကိုဝေးနေတတ်ပါတယ်ကိုယ်ဓာတ်နေကိုအဝေးကြီးကိုမကြဟာနာရောက်တတ်တယ်စိတ်လေလွင့်တတ်တယ်ကိုယ်ထဲမှာမရှိဘူးကိုယ့်ရဲ့အတွင်းစိတ်တွေကိုကိုပြန်မရောက်ကြဘူးကိုကိုကိုပိုင်းမနေဘူးဒါအပြင်ဖះနဲ့လည်းဝေးနေတယ် ကျန်းနေဝေးနေတယ်ကိုကိုနေတဲ့ထင်သပင်မဲ့လည်းဝေးဝေးနေတယ်မကြခဏအချင်းချင်းနဲ့လည်းဝေးနေပါတယ်မြစ်တာတရားခေါမခြင်းအပြင်ဝေးနေပါတယ်ဒါကြောင့်ဒီလိုဝေးကွာခြင်းတွေဒီလိုလမ်းပြောင်းနေခြင်းတွေကို ပြန်တက်မှတ်ဖို့အတွက်အစာရှောင်ခြင်းဟာအခြေခံကြတဲ့ကျင့်စဉ်တရားဖြစ်နေပါတယ်ကြောင့်လို့ဒီကျင့်စဉ်ဟာလောက်ရတယ်ခန္ဓာကိုယ်ဆာလောင်မုတ်တိတ်တာကနေတစ်ဆင့်ဝิญဉ်မှာလည်းပဲ အော်ဖျားလူတွေပါလားဆိုတာကိုသိမှတ်ပြီးဖျားစီပြန်လှည့်လာပြီးဒီတို့ချီအမျက်လာနေတဲ့ဖျားကိုလည်းပဲလက်ခံတတ်တဲ့ကိုနဲ့ဖျားရဲ့ပေါင်းဆက်ခြင်းကိုနှဆိုင်အောင်လှုပ်ဖို့အတွက်အခွင့်အခါကျေးဇူးတော်အချိန်ကာလဖြစ်တဲ့ဆိုတာသိပြီးကမှမဖြစ်မနေရှောင်ရမယ်အစာကြီးပဲမကဘူးကိုရဲ့ချက်မှန်သမျှမကောင်းတဲ့ကိုကိုထိခိုက်စေမယ်တပါးသူကိုထိခိုက်စေမယ်အချက်မှန်သမျှရှောင်ရမယ် ကိုလှုပ်ခြင်းနဲ့အာတိတရှိတဲ့အရာတွေဘလို့ကမှအကျိုးမပြုဘူးဆိုရင်တော့မှရှောင်းအောင်မှဖြစ်တယ်။ကိုယ်ရဲ့စိတ်တရားမှုရတဲ့အရာအားလုံးကိုလည်းရှောင်းအောင်ဖြစ်တယ်။လောကရဲ့ဆူညံတဲ့လောကမှာရှိတဲ့တတ်မှတ်ဆွဲလန်းခြင်းအရာတွေဆူညံတဲ့အကုန်လုံးကနေဖဲခွာပြီးတိတ်ဆိတ်ခြင်းမှရှိတဲ့ဖျားကိုရှာမယ်ကာလဖြစ်ပါတယ်။